င်္ဂလာပါရှင် အော်တိုဘာလ29ရက်ဗုဒ္ဓဘူးနေ့ရရန်ကုန်တွင်တရင်ဆောင်လင်ကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာတွင်ကျန်းမာရေးစောင့်ရှောက်မှုကွင်းစင်ကူတာဆောင်ရွက်ပေးတဲ့တရင်ဖြစ်ပါတယ်ကျန်းမာရေးဝန်ကြီးဌာနနှင့်ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ပူးပေါင်းဆောင်ရွက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုကွင်းစင်စေးစစ်စေးကူတာပေးခြင်းကိုအော်တိုဘာ29ရက်နေ့နောက်ပိုင်းက တာဂီတာမြို့နယ်ရှိရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာတွင်ပြုလုပ်ကြောင်းသိရပါတယ်။တင်ငန်းချမ်းပြည်သူစေယုံအုပ်ကြီးဒေါက်တာနွနွေဦးလိုင်ဦးဆောင်တဲ့အထူးကုဆရာဝန်83ဦး၊တာဂီတာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသူနာပြု25ဦးတို့ကကျန်းမာရေးဆောင်ရှားမှုဖြင့်တာဂီတာမြို့နယ်အတွင်းရှိတက်ကြီးဘဝ900ကျော်အားစစ်ဆေးကုသမှုများဆောင်ရွက်ပေးပါတယ်။အဲ့ဒီလိုဆောင်ရွက်ရာတွင်ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင် ်ဗုဒ္ဓထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်လွင်ရန်ကုန်တိုင်းဒေသကြီးစက်မိုင်ဦးစီးဌာနဒုတိယတိုင်ဦးစီးမှုဒေါက်တာရန်အောင်စုတာကိတမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်သူအဖွဲ့ဝင်ပုံမှုသူရင်းစုံအဖွဲ့ဝင်ဦးညွန့်ဝေတာကိတမြို့နယ်ရဲတပ်ဖွဲ့မှုရဲမှုညွန့်ဝင်တာကိတမြို့နယ်အမျိုးသမီးရေယာမိခင်နှစ်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ပြေဖြိုးဝင်းနှင့်အသင်းဝင်များ ကြက်ချီနီတပ်ဖွဲ့ဝင်များရန်ကုန်တိုင်းဒေသကြီးအာကစားနေလူငယ်ရေးအထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌဦးဆောင်လေးဦးနဲ့ကော်မတီဝင်များမှလိုအပ်သည့်များကူညီဆောင်ရွက်ပေးကာဘိုးဘွားများကိုကြိရှိအားပေးစကားများပြောကြားကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဣရွှေစင်လက်ကပေးပို့လာတာပါ။ဆလတ်တင်ဆက်ပေးမှာကတော့စိတ်ကြီးခနောင်တူမြို့နယ်လုံးဆိုင်ရာစူပေါင်းမဟာဘုံကတိန်ဆက်ကတ်လူတန်းမွေကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွန်တီခိုင်စိတ်ကြီးခနောင်တူမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှုကျင်းပါတယ်။မြို့နယ်လုံးဆိုင်ရာစုပေါင်းမဟာပုံကထင်အလှူတော်မင်္ဂလာအခမ်းအနားကိုအောက်တိုဘာ28ရက်နေ့နက်9:00နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန့်မှမှကျင်းပကြောင်းသိရပါတယ်။ရှေးဦးစွာမြို့နယ်တန်ခါနာရီကအဖွဲ့ဝင်မဟာဝိသုဒ္ဓရာမကျောင်းတိုက်ဆရာတို့ထံမှအပြည့်သက်များက၅ဘာတီလာခန့်ယူဆောက်တည်ကြပါတယ်။အိမ်နောက်ကြောက်ရောက်လာကြတဲ့ဆရာတော်တန်ခါတော်များအားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမြင့်လိုင်းနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများ မျိုးမိမျိုးဖာများကကထိန်သင်ငန်းနဲ့လူပဲဝတ္ထုများစက္ကန့်လူတန်းပြီးမျိုးနယ်အတွင်းရှိဖုံးတယ်ကြီးကျောင်း16ကျောင်းမှဆရာတော်တန်ဃာတော်များအားကထိန်ပရိသာပင်16ပင်မေနိုင်၍စက္ကန့်လူတန်းကြကလူတန်းမှုစုစုတို့အတွက်ရည်ဆက်သွင်းချအမျှပေးပေးကြပါသည်လူတန်းမှုစုစုတို့ရဲ့စုစုပေါင်းတန်ဖိုးဝင်မှာသိန်း82000ကျောင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဝေယံကပေးပို့လာတာပါထမံတင်ဆက်ပေးမှာကတော့နိုင်ငံဝန်ထမ်းတက္ကသိုလ်အောက်မြမပြည်အလေအလက်အစင်အရာတန်းတင်နှံဖွံ့ဖွဲ့ကျင်းပတဲ့တင်ဖြစ်ပါတယ်။ အလေလက်အစင်အရာတန်းတင်တဲ့အမှတ်စဉ်14ရဲ့တင်တဲ့ဖုံမွေအခမ်းအနားကိုအောက်တိုဘာ28ရက်နေ့နဲ့8နာရီကရတနာသိန်းကခမ်းမမကျင်းပါရာပြည်တော်စုရာဒူးဝင်အဖွဲ့ဥက္ကဋ္ဌကိုစားအဖွဲ့ဝင်ဦးစုတင်နိုင်ငံဝန်ထမ်းတက္ကသိုလ်အောက်မြမာပြည်မှပေါမောက္ခချုပ်ဒုတိယပေါမောက္ခချုပ်များတက္ကသိုလ်တင်ကြားစီမံဌာနများမှဆရာဆရာမများတင်နန်းသောတင်နန်းသူများတက်ရောက်ကြပါသည်တင်နန်းဖွံ့ဖွဲ့တွင်ပြည်တော်စုရာဒူးဝင်အဖွဲ့ဥက္ကဋ္ဌကိုစားအဖွဲ့ဝင်ဦးစုတင်ကတင်နန်းဖွင့်မှစကားပြောကြပါသည် အလေလက်အစဉ်အရာတန်းတင်တဲ့အမှတ်စဉ်၄အား2025ခုနှစ်အောက်တိုဘာ29ရက်မှ2026ခုနှစ်မတ်လ18ရက်ထိဖွင့်လှစ်မှာဖြစ်ပြီးတင်နန်းသား49ဦးတင်နန်းသူ44ဦးစုစုပေါင်း62ဦးတယောက်ကြကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါနောက်ထပ်တင်ဆက်ပေးမှာကတော့အခြေခံပညာထက်တန်းကြောင်းဖောင်ကြီးတွင်စာဖတ်ချိန်မြင့်တင်လှူရှားမှုခံနာကျင်းပတဲ့တွင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးလေကူးခရိုင်လေကူးမြို့နယ်တွင် ပြန်ကြားရေးနေပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီးစာဘက်ရှိန်မြင့်တေးလှူရှောင်းမှုအခမ်းအနားကိုဖောင်ကြီးအခြေခံပညာထက်တန်းကျောင်းတွင်ကျင်းပကြောင်းသိရပါသည်။ရှေးဦးစွာပြန်ကြားရေးနေပြည်သူဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှု .a ၏နယ်ကလူငယ်နှင့်စီကံအကြောင်းအသိပညာပေးဟောပြောပြီးမြို့နယ်အားကစားမှုဦးအောင်လှကအားကစားနှင့်ပတ်သက်တဲ့အကြောင်းအရာများအသိပညာပေးဟောပြောပါသည်။အဲဒီနောက်အထက်တန်းပြဆရာဦးအောင်တင်ထေးကကျေးဇူးတင်စကားပြောကြားပါသည်။ ဆက်လက်၍လူငယ်စကားဝိုင်းစိတ်ကြိုက်ဝကြီးဆွဲပြန်ပွဲနှင့်ဂိမ်းစားနည်းပြိုင်ပွဲများကိုကျင်းပကတာဝန်ရှိသူများကဆွေးများချင်းမြင်ကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့အေးအနွေကပြပူလာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့ကြောက်တန်းမြို့နယ်တွင်မူစပါဆံခွက်ရေသိမ်းပွဲကျင်းပတဲ့တွင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကြောက်တန်းမြို့နယ်တွင်မူစပါဆံခွက်ရေသိမ်းပွဲကိုကံပြောင်ကျေးရွာအုပ်စုရှိမူစပါ9အီကစံပြဆက်ခင်မှာအောက်တိုဘာ28ရက်နေ့နဲ့9ရက်ကပြုလုပ်ကြောင်းသိရပါတယ်။ အခမ်းအနားသို့မြို့နယ်အုပ်ချုပ်ရေးမှုဦးဖုံးခန့်အောင်မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိဦးမျိုးတန်းမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုများနဲ့တောင်သူများတက်ရောက်ကြပြီးကံပြောင်ကြီးရွာအုပ်စုရှိတောင်သူဦးထိန်လင်းပိုင်ဆိုင်တဲ့မိုးစဘာ9အေကစံပြကွက်တွင်မော်ဘီ3စဘာမျိုးအားဆံဝက်ရည်တင်ရာအစုအထွက်နှုံ128တင်းအချောက်အထွက်နှုံ138တင်းထွက်ရှိကြောင်းသိရပါရရှင်ဒီသတင်းကိုတော့တန့်စင်ထုံးကပြပူလာတာပါ thank you